လူတစ်ယောက်ကိုပျော်ရွှင်စေနိုင်တဲ့ဟော်မုန်းနှစ်မျိုးရှိတယ်။ပထမတစ်မျိုးကဘာနဲ့တူလဲဆိုရင်ခဟော့ဟော့နဲ့အတူပြန်ဝတ်တယ်။လာလာပါပါရင်ရင်ကိုဆွဲဆောင်နိုင်တဲ့အမျိုးသမီးတစ်ယောက်လိုမျိုး။ဒီဟော်မုန်းကဘယ်လိုလဲဆိုတော့အိမ်မနေတဲ့ပုံစံလေးပဲရိုးရိုးလေးနဲ့အိမ်နေရင်းနဲ့လှပနေတဲ့အမျိုးသမီးပုံစံမျိုး တော့ပထမဟော်မုန်းကကျတော့ဒိုပါမင်းပေါ့နော်ဒိုပါမင်းရဲ့အလုပ်ကကျတော့သူကဘယ်ချိန်ဒီမှာထွက်လဲဆိုရင်ဆုတ်ခုရတဲ့အချိန်စီးသုံးတဲ့အချိန်အရက်တောက်တဲ့အချိန်နောက်ပြီးတော့တခုခုအောင်မြင်မှုရတဲ့အချိန်အဲ့ဒီအချိန်မှာဒိုပါမင်းဟော်မုန်းကခန္ဓာကိုယ်မှာထွက်လာတယ်သူရဲ့အလုပ်ကဘာလုပ်တာလဲဆိုတော့သူကအတိုင်းမသိပျော်ရွှင်မှုကိုခံစားနိုင်နေပေါ့နော်အဲ့တော့ပျော်နေတယ်နေရတာနေလို့ကောင်းတယ်ဒါပေမဲ့လို့မကောင်းတဲ့ချက်ကကျတော့သူကချက်ချင်းပြန်ပြီးတော့အောက်ပြူကျသွားတယ်တပွားတော့ သူသူသူက graph လို့ဆိုရင် spike ကိုရောက်တယ်ပြီးရင်ချက်ချင်းအောက်ကိုကျသွားတယ်ပေါ့နော်အဲ့လိုမျိုး hormone အလုပ်လုပ်တာအဲခဏခဏရင်ထွက်နေကြတော့သူကရိုးလာရင်အလုံးမဖြစ်တော့ဆေးခဏခဏတုံးနေဆိုရင်ဒီဆေးတုံးတဲ့ effect ကမြင့်လာလို့2ဆ4ဆ6ဆတိုးတိုးပြီးတုံးရတယ်အရက်တော့တယ်ဆိုလဲဒါတော့တစ်ခွက်နဲ့မမှုတော့ဘူး၄ခွက်6ခွက်တိုးမှုရတယ်အဲ့တော့ဒါကတဖြည်းဖြည်းနဲ့ဘာလို့ဥတည်နေလဲဆိုရင်ဒီ addiction ပေါ့ ဆွဲတာပေါ့နော်အလုပ်တစ်ခုဆွဲသွားတာဆေးဆွဲသွားတာအဲ့ဒါကိုဥတည်နေတယ်ဆီရိုတိုနင်းအလုပ်ကကျတော့ mood stabilizer ပေါ့ကိုကဒီစိတ်ငြိမ်နေတဲ့အချိန်မှာမှဒီကောင်ထွက်တာဟိုမှာဖျားတဲ့ရလုံနေတဲ့အချိန်ကောင်းမှုကုသိုလ်လုံနေတဲ့အချိန်တောအုပ်ထဲကိုဖြတ်သွားနေတဲ့အချိန်ကိုကြိုက်တဲ့သချင်းကိုနားထောင်လိုက်ရတဲ့အချိန်အဲ့လိုအချိန်တွေပါဆိုရင်ဆီရိုတိုနင်းထွက်တယ် ဒါပေမဲ့ serotonin ကကျော် dopamine နဲ့မတူတာတခါတည်း spike ကိုမရောက်တော့သူကတဖြည်းဖြည်းချင်းထွက်ပြီးတော့အကြာကြီးအိမ်မှာထိမ့်ပေးထားရပေါ့နော်အဲ့တော့ serotonin နေမရှိတော့ရင်ဘာဖြစ်လဲဆိုရင်လူက depression ရတတ်တယ်စိတ်တက်ကြတတ်တယ်အဲ့ဒါ serotonin အလုံးကောင်းကောင်းမလုပ်တော့အဲ့ dopamine ကလည်းသူ့ဉာဏ်နဲ့သူအေးပါသလို serotonin ကလည်းသူ့ဉာဏ်နဲ့သူအေးပါတယ်အဲ့တော့နှစ်ခုတည်းကမကောင်းတဲ့ချက်ပြောပါဆိုရင်တော့ dopamine ကတိတ်မကောင်းဘူးပေါ့ဘာလို့လဲဆိုတော့သူကဆွဲစီတတ်တယ် dopamine တစ်လုံးထွက်ပြီးသွားရင်နောက်ထပ် dopamine ၄လုံး၆လုံးထွက်အောင်လို့မနေ့ကိုကလိုက်ပြီးစူးစမ်းရတယ်ပေါ့